Hello မမနွေဦးရဲ့လေတဆချမ်းလေးတို့ရဲ့အင်္ဂလာပါနော်မမနွေဦးရဲ့နွေဦး story channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မမနွေဦးရဲ့လေတဆချမ်းလေးတွေအတွက်ရွေးချယ်ထားတဲ့ပုံပြလေးကတော့တတိစကားမပေရှားနဲ့တဲ့ကဲမမနွေဦးရဲ့လေတဆချမ်းလေးတို့လည်းပုံပြလေးနားထောင်ဖို့အစနေဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့တော့ပုံပြလေးစားလိုက်ကြမေးတတိစကားမပေရှားနဲ့ တခါကလိတ်ဖားနဲ့ငါမိသားစုတို့ဟာ ရေအိုင်ကြီးတိုင်မှာအတူတူနေထိုင်ကြတယ်။သူတို့အထက်ကလိတ်မိသားစုမှာအသက်အရွယ်ကြီးရင်ပြီးအတွေ့အကြုံလည်းများတဲ့ဟိုးသက်ရှင်လင်ကြီးအိုးတအိုင်နဲ့နေတရည်တဲ့တောက်ကြသူတွေကလေးစားကြရတယ်။ဖားမိသားစုနဲ့ငါမိသားစုတွေကိုလည်းမှတ်သားစရာအဖိုးတန်စကားတွေပြောဆိုပြီးလေးလာစရာတွေကိုလည်းသင်ကြားပေးလိမ့်ရှိတယ်။ဟိုးသက်ရှင်လင်ကြီးကခုလိုဆိုတယ် ။မောင်ဖားတို့မိသားစုကမိုးဦးလေးဦးကြပြီဆိုရင် အပျော်လွန်ပြီးအတန်တကျအဟိတ်တကြတယ်။အတန်ဆိုတာပေးတဲ့မှပေးရတယ်။တတိလလလုံမီရင်တော့ရန်သူကိုလက်ရက်ခေါ်တလို့ဖြစ်တတ်တယ်ကွ။အမောင်ငါတို့မိသားစုတွေလည်းတတိထားဆញ្ញစရာတွေအများကြီးရှိတယ်။မိုးဦးလေးဦးကြလို့ရေစည်းရေလာကောင်းပြီဆိုရင်စိတ်လွတ်ကလွတ်ကုခတ်သွားလာတတ်ကြတယ်မဟုတ်လား။အပျော်လွန်ရင်အန်ဒီရဲ့ဆိုတာအချိန်ခါမရွေးတွေးတတ်တာကိုတတိထားကြရမယ်။ ကိုသက်ရှိလေကြီးကအသွေးကြောင့်ရှိသူပြီးပြီးဖားနဲ့ငါးမိသားစုတို့ရဲ့လုံခြုံရေးဘေးအန္တရာယ်မကျရောက်ရေးအတိတ်တည်းရှိစွာအစာရှာဖွေစားတောက်နိုင်ရေးဆန္ဒတွေကိုမကြခဏလမ်းညွှန်မှုတွေပေးလိရှိတယ်။နွေရာသီရေရှားပါတဲ့အခါ ရှင်နုံနဲ့အောင်ပြီးဖြစ်တယ်လို့နေဖြစ်တယ်လို့စားနေကြတဲ့လိမ့်ဖားနဲ့ငါးမိသားစုတွေဟာမိုးဦးလေးဦးရောက်ပြီးဆိုရင်သွားစရာလာစရာတွေကျဝန်ပြီးအစားတောက်တွေပေါများသွားတတ်ကြတယ်။သူတို့အတွက်တဘာဝကပေးတဲ့အသက်ပညာတွေနဲ့အသက်မွေးမှုများစွာရှိနေကြတယ်။အစပိုင်းမှာတော့လေကြီးရဲ့စကားကို ဖားမိသားစုငါးမိသားစုတို့ကနားခံကြတာမှန်ပါတယ်။အချိန်ကြာလာတော့ရေထဲမှာရောကုန်းပေါ်မှာပါ ခုန်ပြန်ကြော်လွှားနိုင်တဲ့ဖားတွေက ူတို့ကိုသူတို့အခင်ကြီးပဝင်မြင့်ပြီးအကြီးရဲ့စကားတွေကိုလေးမထားကျင်တော့ဘူး။ဒါတင်မကသေးပဲငါးမိသားစုတွေကိုလည်းလေကြီးကိုအထင်မကြီးဖို့လေကြီးရဲ့စကားကို နားမထောင်ဖို့တွေးထူစီယုံမှုတွေရှိလာတယ်။ဖားကခုလိုဆိုတယ်။အမောင်ငါတို့ရေဒီအိမ်ကြီးထဲမှာငါတို့ဖားမျိုးတွေရဲ့မင်းတို့ငါမျိုးတွေရဲ့လက်မျိုးနဲ့တွေရဲ့အတူတူနေထိုင်ကြတာမဟုတ်လား။ငါပြောတာကိုတခြားစဉ်းစားကြည့်စမ်းပါဦး။တို့ဖားမျိုးတွေဟာရေထဲမှာ ရည်ထဲမှာရောကုန်းပေါ်မှာပါခုံပြန်ကျော်လှတတ်တဲ့အသက်ပညာရှိတယ်။မင်းတို့ငါးမျိုးတွေကလည်းရေကူးချန်ပီယံတွေလေ။ရင်မင်းသားတွေပဲ။ပြီးတော့အုပ်စုလည်းတောင်းနေ။သူတို့လိမ်မျိုးတွေကကြီးစမ်းပါအောင်အယောင်အစင်းကလည်းမရှိ။တွားလာလှုပ်ရှားတာကလည်းနှိမ့်တိနေကွင်းနဲ့ကြောက်တဲ့ရှက်တက်လိုက်တာများလွန်ရောခေါင်းတော်မထုတ်ရဲဘူး။သူတို့ကများတို့လိုရေပရင်တွေကိုဆရာလာလုံနေသေးတယ်။ကြတော့ငါးကြပြင်းကတ်လာပြီကွာ။ အပြောကောင်းတဲ့ဖားတွေရဲ့စကားကို၅မိသားစုတွေကနားထောင်ရင် တွေ့ဝီနေကြတယ်။အဲ့ဒီချိန်မှာ၅တကောင်ကဒီစကားကို ပြောလာတယ်။ဖိုးသက်ရှိလက်ကြီးကအနေရကင်းဘေးရှင်းစေဖို့စေနာမန်နဲ့ပြောတာပါကွာ။အသက်ကြီးတယ်လို့တို့တွေထက်အတွေ့အကြုံမဟုတူတာလဲပြည့်စုံနေကွ။ဖားဟာခုလိုဆိုတယ်ဟာကွာအသက်ကြီးလို့အတွေ့အကြုံမဟုတူတာရှိပေမဲ့တို့လောက်အစွမ်းစားမရှိပါဘူးတို့နဲ့အပြေးပြိုင်မလားအခုံပြိုင်မလား ဟမ်၊သူနောက်ကျသွားမှာပေါ့။စဉ်းစားတတ်တဲ့ငါအချို့ကလက်ဘက်ကနေကောက်ွယ်ပြောကြပေမဲ့ဖားရီကအလျှော့မပေးဘဲငါမိသားစုတွေနားရလာအောင်မကြခဏတွေးထုတ်စကားပြောနေပြန်နေ။ဒီလိုနဲ့အချိန်ကြာလာတဲ့အခါငါမိသားစုတွေလည်းဖားရီရဲ့စကားကိုယုံကြည်လက်ခံလာပြီးလက်တို့အပေါ်အမြင်ဆောင်လာလေတယ်။အဲ့ဒီအချိန်ကစလို့လေကြီးရဲ့စကားကိုနားမထောင်ကြတော့ဘူးအချိန်ဤကိုရိတ်ဆမ်းမိတဲ့လေကြီးကလည်း ူစီနာကို စော်ကားတဲ့အတွက်စိတ်မကောင်းဖြစ်ပြီးတင်းအောင်တော့ရှင်းပြပါသေးတယ်။ဖူးတက်ရှိလေးကြီးကခုလိုဆိုရဲ။အင်းစီနာကိုစော်ကားကြပါလား။မထားတဲ့မာနာတွေထားပြီးမလုံတဲ့နာတွေလောက်ကြရင်တော့မဖြစ်တဲ့နာတွေတနေ့ဖြစ်လာနိုင်တယ်ဆိုတာကိုတတိကြီးကြီးထားဖို့လိုတယ်။မင်းတို့လေးတွေကိုဒုက္ခမရောက်စေချင်လို့ပါကွာ။ဖူးတက်ရှိလေးကြီးအပါအဝင်လိမ့်မိသားစုတွေကစိတ်မကောင်းစွာနဲ့ရည်ရွံ့နေကြပါတော့တယ်။အဲ့လိုနဲ့ညရာတီကုံဆုံးလို့ မိုးဥကြက်ကလာရောက်လာပြီဆိုပင်မိုးရောလေရောပါအဆက်မပြတ်ရွာသုံးပါလေတော့တယ်။အဲ့ဒီအခါမြစ်ချောင်းအင်းအိုင်တွေကရေပြည့်ရှံဖြစ်လာတယ်လို့လေကွင်းတွေလည်းရေတွေဖွင့်နေပြီပေါ့။မိုးနဲ့အပြိုင်ဖားမိသားစုတွေဟာသူတို့ရဲ့ဝါသနာပိစကုံမဖြောင်းနိုင်ကြဘဲတချင်းတပြိုင်ဤဆိုရင်ခုန်ပြန်ကြော်လွှားဆော့ကစားနေကြလေတယ်။ ငါးမိသားစုတွေကလည်းအိုင်ထဲမှာနေရတာကိုအားမရတော့ဘဲချောင်းထဲမြစ်ထဲအထိရေစီးအတိုင်းကုခတ်ပြောပါဆော့ကစားလို့အလဲလွန်ကြတယ်။ဖားမိသားစုဆိုရင်မုံမမြင်နေမမြင်ဖြစ်ကအတန်ကုန်အော်ဟစ်ပျော်မြူးနေကြပျော်မြူးနေကြလေတယ်။ အဲ့ဒီအချိန်မှာပဲမိုးဥလိဦးနဲ့အပြိုင်ဟင်းစားရှာဖို့ထွက်လာကြတဲ့တန်ငါမုံဆိုးတွေရောက်ချီလာပြီးတမ်းမြိုင်အော်ဟင်းနေကြတဲ့ဖားတွေကို လိုက်လံဖမ်းဆီးရိုက်တက်ကြသလိုနေကြုံပြီးအပျော်ကျူးလာတဲ့ငါးအုပ်တွေကိုလည်းပိုက်ကုံနဲ့ဖမ်းဆီးကြတယ်အရှောင်သိန်းကောင်းနဲ့ဖားနဲ့ငါးအချို့ကသာလွမြောက်လာလေတယ်လွမြောက်လာကြတဲ့ဖားမိသားစုနဲ့ငါးမိသားစုအချို့ကခုလိုဆိုရဲအင်း ဒုမီသားစုရဲ့အပေါ်စေနာထပြီးတွင်တင်ဆုံးမလမ်းညွန်ပြသပေးတဲ့ဖိုးသက်ရှိလက်ကြီးရဲ့စကားကိုမနာခံတဲ့အတွက်စန့်တင်ခဲ့မိကြလို့မိသားစုဝင်အမျိုးအစေတွေကအန်နီရဲ့တွင်နေအဆင်းကြရပြီးအပျော်ပါများပြီးစင်ကျင်လုံးတရားမရှိလို့အမားတွေကအသက်ပါဆုံးရှုံးကြရတာလက်တွေ့ပါလားတန်ငါမုံဆိုးတွေလက်ကလုံမြောက်ခဲ့ကြတဲ့ဖားမိသားစုနဲ့ငါးမိသားစုဝင်အချို့ဟာ နောင်နာရခြင်းတင်ငန်းစာရရှိသူနဲ့အတူစိတ်ထိခိုက်စွာညှိတော့နေတယ်လို့စေနာမေတ္တာအပြင်းနဲ့စိတ်ထားကောင်းတဲ့ဖိုးသက်ရှိလေးကြီးလဲဖားရင်ငါးတွေကိုကြည်ပြီးစိတ်မကောင်းဖြစ်နေရှာတယ်။မမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့ကြီးဒီပုံမြင်လေးစီကနေတင်ယူရမယ့်တင်ငန်းစာကမိမိထက် အသက်ရွယ်ကြီးရင်သူတို့ဟာလူလောကမှာအသွေးကြုံများစွာရှိကြတယ်ကွ။မိမိအားလမ်းမရကနေလမ်းမှန်ပေါ်ရောက်အောင်တုံတင်ဆုံးမတဲ့အခါ ကြီးသူကိုယူသိငယ်သူကိုတနာစတဲ့မြန်မာဆိုရိုးစကားအတိုင်းပဲတရုတ်တည်နဲ့လာခံသင့်ပေတယ်။ကြီးသူရဲ့အဆုံးအမကိုမိမိကနားမလည်ရှိခဲ့တော့တရုတ်တည်နဲ့မင်းနိုင်ဆွေးနွေးနိုင်တယ်ကွ။အဲဒါမမနွေဦးရဲ့လက်သက်ဆက်ဆံရေးတို့လည်းဒီပုံမင်းလေးစီကနေတငန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။အမနွေဦးရဲ့လက်သက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပိုက်ချနိုင်တဲ့ပညာရှိ လူတော်လူကောင်းလေးတွေအဖြစ်နဲ့ နေတတိုင်းရဲ့လှပတဲ့ဆန်ဆိုင်လေးတွေဖြစ်လာကြပါစေလို့မမနွေဦးကဆုမကောင်းတောင်းပေးလိုက်ပါတယ်နော်အဲဒီတော့နောက်ဗီဒီယိုတွေမှာစိတ်ဝင်စားစရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပါစေမယ်ပုံမြင်အစ်စ်တွေနဲ့ပြန်ဆောင်ကြမယ်တတ်တာ